ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်အေးချိုဝင်းပါဒေါ်အေးချိုဝင်းဟုတ်ပြီဟောအသက်52နှစ်ပါဆရာကြီးဟုတ်ပြီဖလိုင်းသားရာမှာနေပါတယ်အိမ်အလုပ်ပဲလုပ်ပါတယ်တဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့ကျမမာတဲ့အစာအိမ်နဲ့ဥလန်းချောင်းမူမမှန်တဲ့ယောဂါ IBS ရှိနေပါတယ်တဲ့အစာအိမ်ရောဥလန်းချောင်းရောဥလန်းချောင်းမူမမှန်တဲ့ယောဂါတဲ့ဟုတ် ်အနည်း20လောက်ရှိပါပြီတဲ့ဟုတ်ပြီမှန်ပြောင်းလဲတဲ့အပေါ်ရောအောက်ရော၄5ချိန်ကြည့်ပြီးပါပြီတဲ့ဟုတ်ပြီစိတ်နဲ့လဲဆိုင်ပါတယ်တဲ့မှန်ပါတယ်စိတ်ဆရာဝင်နဲ့လဲပြပါတယ်တဲ့ဟုတ်ပြီအပူအအပူအဆက်နဲ့အကြောတဲ့လုံးဝမစားပါတဲ့အဲဆက်ဆောင်ပါဟုတ်ကဲ့အပူအဆက်နဲ့အကြောမစားသလိုအချင်းနဲ့အခါတော့စားပါလို့ပြောချင်ပါဟုတ်ကဲ့ပါဆရာရင်အတီးအရွက်ကိုတဲ့တစ်ခါတရံစားပါတယ်တဲ့စားပါပြုတ်စားပါ ုတ်ကဲ့ပါသုတ်စားပါဟုတ်ကဲ့ပါညို့ချက်တော့ပါဟုတ်ကဲ့ပါဆရာကြော်စားတာမျိုးတော့မစားပါနဲ့ဟုတ်ကဲ့ပါဆရာအချင်းမတဲ့လို့တဲ့အချိုများများစားပြစ်ပါတယ်တဲ့အဲ့ဒါလည်းပဲအချိုကြီးတိတ်များများစားပြရင်လည်းပဲစီဂျူတို့သွေးဂျူတို့တက်လာနိုင်တယ်ဟုတ်ကဲ့ပါဆရာ။မြန်မြန်စားရတဲ့ပြတ်တာအောင်စားတာကောင်းပါလေ။ဟုတ်ကဲ့ပါဆရာ။အသီးနဲ့အသီးနဲ့အချင်းစားရင်နဲ့ဝမ်းလျောလို့ပါတဲ့။အသီးနဲ့အချင်းကိုစားရင်ဝမ်းလျောလို့ပါတဲ့။အဲ့ဒါတော့ကိုယ့်ရဲ့ စားလိုက်တဲ့အခါမှာဘယ်အသီးနဲ့ကိုယ်နဲ့မတည့်ဘူးလေပေါ့ဟုတ်ကဲ့ပါဆရာဒါတောင်တောင်မတူဘူးလေဟုတ်ကဲ့ပါဆရာမတည့်တဲ့အသီးဆိုရင်မစားပါနဲ့ဟုတ်ကဲ့ပါဆရာနော်တချို့မတည့်တဲ့အရွက်ရှိတယ်တူနဲ့တူမတူအလတ်ရှိပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့လိုမတည့်မတည့်တဲ့အသီးတို့မတည့်တဲ့အရွက်တို့မတည့်တဲ့အပွင့်တို့ဟုတ်ကဲ့ပါဆရာဒါမျိုးရှောင်းပါလို့ဟုတ်ကဲ့ပါဆရာရှောင်းခြင်းဟာလည်းစီးတစ်ပါးပဲဟုတ်ကဲ့ပါဆရာ ဆရာကြီးတချို့ဟိုဟာတွေကြတော့တချို့အချင်းနေပေါ့နော်ထညက်ကလေးနဲ့စားရင်အဆင်ပြေနိုင်လားတချို့အချင်းစားဘလို့အချင်းမျိုးပြောတာလဲမကြီးသီးပေါ့ဆရာကြီးမကြီးသီးနဲ့ထညက်တဲ့တယ်ဗျာဟုတ်ကဲ့ပါဆရာကြီးတဲ့ပုံတင်နေရကွာကိုဝင်းကိုကိုတတိထားရမယ်ဟုတ်ကဲ့ပါဆရာကြီးဝင်းကချုပ်နေခဲ့ရင်ဟုတ်ကဲ့ချင်းချိုလေးဖြောင်းစားရမယ်ချင်းချိုစားချင်းချိုစားအချင်းအချင်းများများလေးနဲ့ထင်းနေနေပေါ့ဟုတ်ကဲ့ပါဆရာကြီးတကယ်ကွာဝင်းသွားနေရင်လေလေနဲ့ရင် ဘယ်လိုစားမလဲဆိုတော့ချိုးများများလေးစားချိုးချင်းပေါ့ဟုတ်နော်ဟုတ်ကဲ့ပါဆရာအဲ့လိုအတူအလျှော်လေးလုပ်ထားပါသမီးရဲ့ဟုတ်ကဲ့ပါဒါတိုင်ရင်စီးပညာမှာတော့အဲ့ဒါဟာသိသိမ့်မွေတယ်သမီးဟုတ်ကဲ့ပါဆရာအစာဦးလေဟုတ်ကဲ့ပါဆရာချင့်ကျင်တာပေါ့နှိုင်းချင်တာပေါ့ဟုတ်ကဲ့ပါဆရာသူကလေဖြစ်နေတာကတဲ့အခုနောက်ဆုံးဖြစ်နေတာကတဲ့အာကောင်ခြောက်တာပါတဲ့ဆရာဝင်ပြလဲမတက်တာရေတောက်ရေလဲတောက်ပါတယ်တဲ့ရေနွေးလဲတောက်ပါတယ်တဲ့ ကျေးဇူးပြုပြီးဖြေချပေးပါနော်တမီးအဲ့ဒါတော့ရည်နွေးတော့မတော့စေခြင်းဘူးဆရာလေဟုတ်ကဲ့ပါဆရာရည်တော်မှရည်သန်းကိုမဲစလီရွက်ကွေးတော့ရဲ့ဟုတ်ကဲ့ပါဆရာအဲ့ခါတဲ့အရွယ်လေးကိုပြုတ်ပါမနော်ဟုတ်ကဲ့မဲစလီမဲစလီဘူးလေးအဲ့ဒီပြုတ်ရည်လေးကိုပထမငုံဟုတ်ကဲ့ပါဆရာသုံးကလောက်ကလေဟုတ်ကဲ့ငုံ10မိနစ်လောက်2မိနစ်လောက်ငုံပြီးထွေးထုတ်လိုက်ဟုတ်ကဲ့ပါဆရာငုံထွေးထုတ်လိုက်သုံးကလောက်ထွေးပြီးတော့မှအဲ့တော့ပါတောက်တဲ့ခါမှာ ူတို့ကြိုက်ကြိုက်ကြိုက်နဲ့မြန်မြန်မတော့ကြရပါဘူးနေနေချင်းတော့ပါမြင်တော့ပါဗျအရသာခံအဲ့လိုမြင်တော့တယ်မှန်ပါတယ်ဟာဒီကိုအစာအိမ်ဒီ level ရတယ်တော့ရှားနေစပြီးစင်းသွားတဲ့အရသာကိုကိုခံစားလို့တော့မဟုတ်နော်ဟုတ်ကဲ့ပါဆရာတော့ချင်းအဖြစ်သူတိတာလာမှာပါဟုတ်ကဲ့နောက်အထူးသဖြင့်တော့ဒီတို့သမီးပြောနေတယ်ဆိုတော့ဆရာရလေသာသမီးကောင်းကောင်းလေကြည့်ဟုတ်ကဲ့ပါဆရာလေဖောဒီလေကြည့် ဟုတ်ကဲ့ပါ။ဟိုဘသွားမှာ။ဟုတ်ကဲ့ပါဆရာ။အဲ့လီလေဘူးအတွက်ကလည်းပဲမြမအစာထဲမှာဓာတ်စာနဲ့ပြောလို့ရှိရင်ပေကရီပါ။ပေကရီပါ။ပေကရီပါ။ဟုတ်ကဲ့ပါဆရာ။ပေကရီပါပြောကိုယ့်အိမ်မှာကိုပြုတ်လေ။ဟုတ်ကဲ့ပါဆရာ။စရောပဲတော်တော်တော့ဆိုတာဘာမှပြုတ်လို့ရရဲ့သူက။ဟုတ်ကဲ့ပါဆရာ။ပေကရီပါပြုတ်ပါအဲ့ဒီပေကရီပါပြုတ်လေးကိုကျက်တော့အနီလေးနှုတ်လို့လီလီ။ဟုတ်ကဲ့ပါဆရာ။အဲ့ဒါကိုတုတ်လိုက်။ဟုတ်ကဲ့ပါဆရာ။တူပြီအရာလေးစားပြီးရင်လည်းတည့်ပါလေလို့ဟုတ်ကဲ့ပါဆရာ။တပတ်ကိုမတည့်ရချားတည့်ရချား တေချာတေချာတပတ်ကို၄ရက်လောက်စားပြီးအဲ့ဒါကစီးဖြစ်ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ကောင်းပါပြီအားလုံးပဲစာဝနာခင်ဗျာရှင်းကြပါစီဗျာ